မင်္ဂလာပါရှင်။ဗမာခေတ်တည်တရင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရထိတ်တန်းသတင်းများကိုအစီအခံတင်ဆက်ပေးနေရပဲဖြစ်ပါရစေ။ပထမဆုံးသတင်းအနေနဲ့ဗီလက်မြေတအေလင်းဈေးကွက်ပေါက်ဈေးငွေကျပ်4000ကျော်သွားခြင်းဒုစစ်ကောင်ဆောင်စိုးဝင်းကတအေလင်း18000ပြင်ရောင်းရန်ဈေးနှုန်းသတ်မှတ်အမိန်ပေးဆိုတဲ့သတင်းပဲဖြစ်ပါရစေ။ မြန်မာနိုင်ငံတွင်စကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်အစောအုံပြုကြပြက်စီမှုများပြားနေချိန်ဘီလက်မြေတအိလင်ဈေးကွက်ပေါက်စင်း၄000ကျော်သွားတော့လေစစ်ကောင်စီဒုစစ်ကောင်ဆောင်ဆိုဝင်ကဘီလက်မြေတအိလင်ငွေကျပ်၁၈000ဖြင့်ရောင်းချရမျိုးဈေးနှုန်းတမ်းမှန်လိုက်သည် ရှမန်နေနေပြည်တော်တွင်ပြုလုပ်သည့်အမျိုးသားတဘာဝပေးစီမံခန့်ခွဲရေးအစည်းအဝေးတွင်အကြံဖတ်သူစစ်ကောင်းဆောင်ဆိုဝင်ကအထက်ပါတိုင်းဇေနုံတမန်လိုက်ခြင်းဖြစ်သည့်ဆိုဝင်ကဘီလက်မြေတေးလင်းငွေကျပ်18000ပြည့်ရောင်းချပေးရန်သက်ဆိုင်ရာဘီလက်မြေဆက်ယုံများသို့ဇေနုံများတမန်လိုက်ပြီးဖြစ်ကြောင်းပြည်တွင်းရှိဘီလက်မြေဆက်ယုံများမှဘီလက်မြေတန်ချိန်များတိုးမြင့်ထုတ်လုပ်နိုင်ရန်လှုံ့ဆော်လျက်ရှိကြောင်းပြောဆိုသည့်လက်တလောအရေးအသွေးမြင့်ဘီလက်မြေဇေနုံမှရန်ကုန်ဈေးကွက်လင်းတအိတ်လင်းငွေကျပ်4000ကျော်ဇေနုံရှိပြီးဝယ်ယူသူအလွန်များပြားလုံး၍ဈေးကွက်တွင်ပြည့်စည် ပြက်လက်သည့်အထိဖြစ်နေကြောင်းသိရှိရသည်။ဘီလက်မြေကလူသလောက်မရဘူး။ဘီလက်မြေတောင်ဈေးကွက်ပေါက်ဈေးထက်ပိုပေးပြီးဝယ်မှလူသလောက်ရတယ်။ကျွန်တော်တို့ဆိုင်မှာလည်းပစ္စည်းမရှိတော့ဘူး။မန္တလေးဘက်မှာတော့ဈေးကန်ရန်ကုန်ထက်ပိုတယ်ဟုရန်ကုန်မြို့စော်ဘွားကြီးကအဝေးပြေးဝင်းရှိအိမ်ဆောက်ပစ္စည်းအယောင်ဆိုင်ပိုင်ရှင်တူကပြောဆိုသည်။ စစ်ကောင်စီကမူဘီလက်မြေများကိုတမတ်စင်းနှုံထက်ကျော်လွန်ရောင်းချတဲ့အယောင်ဆိုင်62ဆိုင်နဲ့ဆိုင်းပိုင်းရှင်ရှိုးကိုအမှုဖွဲ့နာကြောင်းတရင်ထုတ်ပြန်သည်ရှမန်နေနေပြည်တော်ရန်ကုန်မန္တလေးပဲခူးစကိုင်းနဲ့ရှမ်းပြည်ရှိမြို့ကြီးတချို့မှာဆောက်လုပ်ရေးပစ္စည်းဆိုင်320ခုကိုစစ်ဆေးခဲ့ကြောင်းဘီလက်မြေကိုဝယ်ရင်စေတဲ့အမျက်ရခိုင်နှုန်း10ရခိုင်နှုန်းမှ15ရခိုင်နှုန်းအထိအမျက်ယူရောင်းချတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်30ဆိုင် ဝယ်ရင်စေးတဲ့အမျက်ရခိုင်နှုန်း15ရခိုင်နှုန်းနဲ့အထက်အမျက်ရည်ရောင်းချသည့်ဆောက်လုပ်ရေးပစ္စည်းဆိုင်32ဆိုင်ဗီလက်မြေအိမ်များကိုမတမာသည့်အနည်းလမ်းဖြင့်ပြုလုပ်ရောင်းချသည့်တောင်ကြီးမြို့ပြည်စော်အိမ်ဆောက်ပစ္စည်းအယောင်းဆိုင်ပိုင်ရှင်စုတရားအပါဝင်ရှယ်အူတို့ကိုဖမ်းဆီးအမှုဖွင့်ထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်သည် မက်လ28ရက်နေ့လှုပ်ခတ်ခဲ့သောစကိုင်းငလင်ကြီးကြောင့်မြန်မာနိုင်ငံရှိပြည်လက်မြေစယုံများလေးထိခိုက်မှုဖြစ်ပေါ်ခဲ့ပြီးလက်ရှိတွင်နိုင်ငံတော်ပြည်လက်မြေစယုံ၉ခုရှိသည့်အနက်မှပြည်လက်မြေစယုံ၆ခုသာလည်းပန်းနိုင်ကြောင်းတရက်လင်းပြည်လက်မြေအိမ်၃သိန်း၄၂၀၀သာထုတ်လုပ်နိုင်ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်။ဆလဘိစစ်ကြောင်းမှုအပါဝင်ကိုအုပ်သိဆုံးမီနောက်စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွားဆွေးနွေးကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းဆလင်းမြို့အနောက်ဘက်ဝမ်းပြေကျကျေးရွာမှာအောက်လိုင်းကျေးရွာဘက်သို့တန်ချက်ကရင် စီနှင့်အင်အားနေရကျော်ပါစစ်ကောင်းစီတက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကြောင်းမှုအပါဝင်ကိုယ်သေးဆုံးကပြန်ဆုတ်သွားကြောင်းဗမာတပ်မတော်ထံမှသိရှိရသည်။ စစ်ကစေတက်စစ်ကြောင်းကိုဧပြီလ24ရက်နေ့25ရက်နေ့ကတိုက်ခိုက်ရာတန်ချက်ကရင်တစီမှာဝမ်ပြည့်ရွာရေမြောင်းနေသူထိုးချမှုဖြစ်ပွားခဲ့ကြောင်းဧပြီလ25ရက်နေ့တွင်ရင်းစစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်းတော်လိုင်းရင်အားစုများဘက်မှလက်နက်ကြီး40မမပုံသီးပစ်ခတ်မှုကြောင်းစစ်ကြောင်းမှုအဆင့်ရှိသူအပေါင်းကိုတိတ်ဆုံးခဲ့ပြီးဆယ်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းတပ်တွင်တွင်ရင်းမြစ်များထံမှသိရှိရသည်ဟုဗမာတမ်ရောကထုတ်ပြန်ထားသည်ဆလင်းမြို့နယ်တွင်ဝင်ရောက်လာသောဒုတိယစစ်ကြောင်းအားဗမာတမ်ရောအမှတ်108တရင် ်မင်းမှုခရိုင်အမှတ်တရင်မင်းမှုခရိုင်အမှန်ကတရင်ပေါ့တာမိုင်းကျမ်းမာရေးနေသူနာပြုတက်ဖွဲ့ပြည်သူ့ကောင်ရေးတက်ဖွဲ့ဆလင်းတောင်းစင်အောင် LBDF တောင်းညင်အောင်မြို့ပြပျောက်ကြားတက်ဖွဲ့မင်းမှုခရိုင်လေယုံတက်ဖွဲ့တို့မှပိုးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ရှင်ရခိုဆက်လက်ပြီးကြောက်ဖြူလက်ခမော်ရွာကိုဒရုန်းဖြင့်ပုံကျွေကလေးငယ်အပါဝင်၃ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ တိုက်ပွဲပြင်းထန်နေသောကြောက်ဖြူမြို့နယ်တွင်စေကောင်စင်ကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်လင်းကမော်ကျေးရွာမှကလေးတူအပါဝင်သုံးသေဆုံးသွားကြောင်းသိရှိရသည်။ရှမန်နီဧပြီလ25ရက်နေ့နံနက်ပိုင်းတွင်လင်းကမော်ကျေးရွာကိုစေကောင်စင်ကဒရုန်းဖြင့်၅ကြိမ်တိုင်တိုင်လာရောက်ကဘုံရှိလုံးကျဲချခဲ့သည့်ပြင်ထို့သို့သေဆုံးခဲ့ရခြင်းဖြစ်သည်။သေဆုံးသူမှာဒေါ်သိန်း49နှင့်ဒေါ်ချောစု39နှင့် သမီးဖြစ်သူမတ်မေသင်ခိုင်17နှစ်တို့ဖြစ်ကြပြီးအလုံးလုံးနေချိန်ပုံကျဲခံရ၍နေရမှာပင်ပွဲချင်းမိသေးဆုံးခဲ့ရခြင်းဖြစ်သည့်ပုံကျဲမှုတွင်ကားတစ်စီးနှင့်ထော်လာကြီးတစ်စီးလည်းပျက်စီးသွားခဲ့သည်ဟုသိရသည်ဧပြီလ24ရက်ကလည်းကြောက်ဖြူမြို့နယ်ရှင်းနန်းတောင်ကျေးရွာကိုစစ်ကောင်စီကအသေးခံဒရုန်းဖြင့်၃ချိန်တန်းတိုင်းပုံကျဲတိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင်တုံးနှင့်ရှင်းနန်းတောင်ရွာသားတို့သေဆုံးခဲ့သည်အပြည့်ရက်ကာလစစ်ကောင်စီကအယက်သားနေထိုင်ရမြို့ရွာတို့ကိုဦးတည်ပြမှတ်ထားကလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လို့ဆောင်နေ၍သေဆုံးတဲ့ ရန်ရရှိမှုမှာ နေစဉ်မြင့်တက်နေသည်ဆလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ငွေတွေဘယ်ကရမလဲဆိုတဲ့သတင်းဆောင်ပါမယ့်ဖြစ်ပါရဲ့ရှင်။ကယ်ဆယ်ရေးလုပ်ငန်းများကပြီးစီးသလောက်ဖြစ်သွားပြီ ငလင်ဘေးတဲ့လူတို့အဖို့ကလလက်တန်တော်မုတ်တုံမူဤတန်ကိုရွှေပြင်းတဲများအောင်မှစဉ့်ဉ်ခံကြရဖို့ရှိနေသည်ငလင်တန်ခံရသည့်ပြည်သူ2600ကျော်အနက်ကလေးငယ်များတက်ကြီးရွယ်ဝများအပါအဝင်4200ခန်းသည်မိုးရွာတဲ့အတွင်းထို့သို့နေကြရဖို့ရှိနေသည်ဟုသတင်းများကဆိုသည်အလုံးအတွေ့တွေတွင်သောစီးပွားရေးပျက်စီးပြိုလဲနေသည့်ကြားမှမြို့သူများပြန်လည်တိဆောက်ပြီးနှလန်ထူလာနိုင်ပေမည်ဟုမိကွန်းသည်အပြည့်မရှိဘဲချက်စားလဲနေကြပုံရသည် မင်းအောင်လိုင်းကတော့နေပြည်တော်ရှိရုံအဆောက်အုံများကို modular ပုံစံအတိုင်းအပိုင်းပိုင်းခွဲရစ်စစ်လက်လက်တိဆောက်သွားမျိုးလေးတန်းထွက်လာသည်မှာအပါအချောင်းပါလို့မြေဆိုသည်ကိုကောင်းနေရှိဖို့မရသေးပေ American ဘူမိဗေဒအသင်းကြီးမှစီးပွားရေးအရပျက်စီးဆုံးရှုံးခဲ့မှုများသည့်တနိုင်ငံလုံးကုန်ထုတ်လုပ်နိုင်မှုပမာဏများစွာကျော်လွန်နေသည်ကိုခံမှန်းထားပြီးဖြစ်သည်ထို့အတွက်အလုံးကလည်းမင်းအောင်လိုင်းပါဆက်လို့မျိုးကိုစောင့်ကြည့်နေကြသည် ပြည်စည်းဆုံးရှုံးသွားသည့်ပမာဏကိုကြည့်မည်ဆိုရင်နိုင်ငံတကာအကူအညီများအလုံးရင်ရမှသာဖြစ်နိုင်ခြေရှိသည်ဟုပြည်ထောင်စုတန်မဂျီဟောင်းနှင့်တာဝန်သည့်စီးပွားရေးလုပ်ငန်းဆိုင်ရာမြန်မာစင်တာမှဒါရိုက်တာမစ္စစ်မာတင်ဘိုမင်းကမြန်မာနာမ်ကိုပြောပြခဲ့သည်ရမည်ဆိုလိမ့်မယ်အစိုးရမဟုတ်သောအဖွဲ့အစည်းများပြည်ပမစေတနာလှူရှင်များစစ်ကောင်စီဘတ်ချက်ထဲမှသာဖြစ်နိုင်ပေသည်ဟုထောက်ပြသွားခဲ့သည် ထို့သောပြန်လည်တည်ဆောက်ရာတွင်လည်းပုဂ္ဂလိကများကယုံကြည်မှုဖြင့်အကောင်းဘက်ကရှုမြင်တတ်မှုလဲလိုအပ်နေသည်မန္တလေး၏စီးပွားရေးအနေအထားကိုကြည်မြင်ဆိုကထို့အကြောင်းချင်းရနှင့်ရလုံကွဲပြောင်းနေပြီးတနိုင်ငံလုံးအတိုင်းအတာနှင့်လည်းထိုအတိုင်းဖြစ်နေသည်ဟုဆိုသည်သူ့အမြင်အရဆိုက ဖြစ်လာမည်မဟုမှတ်ချက်ချသွားခဲ့သည် ညမရဲ့သူတွေသည်ဒေးဗစ်ကော့မေဒီဆန်မှလည်းထိုအတိုင်းပင်ရှုမြင်ခဲ့သည်ငွေတွေဘယ်ကရှာမလဲဆိုဒီမှာတက်တဲကွယ်ကွယ်မရှိလောက်ဘူးဆိုသည်လက်ရှိအနေအထားတိုင်းဆိုကမြန်မာသည်ကိုယ်ပါတာကိုဖြည့်ရှင်ရတော့မည်ဟု၎င်း၏ထင်မြင်ချက်ကိုထုတ်ပြောလာခဲ့သည်လက်ရှိရင်းစစ်ကောင်စီသည်ထိုအကြောင်းများကိုကောင်းနေထဲထားပုံမရသေးပဲလက်ရှိဖိအိုဖြစ်ဖြစ်နေမှုကိုမြည်တို့မြည်ပုံအမျက်ထုတ်ရမည်နည်းဆိုသည်ကိုသာကောင်းတဲ့အရင်ရောက်လာနေသည်ဟုတော်လိန်အိုဆူမြန်ကပြောဆိုခဲ့ကြသည် ငလင်တန်ခံရပိလူထောင်ပေါင်းများစွာပိတ်မိနေသည်ကိုအသက်တန်ကဲထုံနေရချိန်တွင်မြေတို့မှအေးမကြီးသောဒေသတွင်ဆွေးနွေးပွဲသို့မပြတ်မကွက်သွားခဲ့သည်ကပင်တိသာထင်ရှားနေသည် ၎င်းရောက်လာသည်ကိုကြေးပေးကြံကောင်းဆောင်များပင်တန့်ဟန်တော်ဖြစ်ကြပေမည်၎င်းတို့သာသူ့နေရာတွင်ရှိဖို့ကလာဖို့ပင်စိတ်ပင်ကိုရိုက်ကြမည်မဟုတ်သောကြောင့်လည်းဖြစ်သည်မင်းအောင်ကောင်းနေတွင်ရှိနေသည်ကထို့သို့သာ၍၎င်းပြန်ရောက်နိုင်လောက်အောင်စတက်ကိုယုံကြည်ရမည်လို့ဟူသာတတ်ချက်နေပြီးရှုံချင်မှုအပြည့်ဖြင့်ထွက်လာခဲ့ခြင်းသာဖြစ်သည်ဟုမိသည်ဆန်ကဆိုသည်ငလင်ကျေပေါ်မြေတို့ပြောရဆိုရမည်ဆိုသည်ကိုထိန်းချုပ်ထားနိုင်စွမ်းရှိသည်ရောက်လာမည်လို့များအားလည်းမြေတို့ထိန်းချုပ်ထားရမည်နိုင်ငံတကာအကူအညီများမဆိုင်မတွတ်တောင်းခံလိုက် င်မြေလူတို့အမြင်တွင်ရရရရကိုငြိကြတော့မျိုးအထင်ရောက်လာနိုင်တယ်။ပြည်ပရဲ့အသိမဲ့ပြုခြင်းလည်းပြန်ရလာနိုင်တယ်။ဒီလောက်နဲ့လောလောဆယ်လုံလောက်ပြီးဟူသာယူဆခဲ့တယ်ဟုမြန်မာနောင်ကိုပြောပြခဲ့တယ်။ မင်းအောင်လိုင်းသည်ဆေးရဆွဲကောင်တူတာဖြစ်၍အကျဉ်ထောင်ဒေရင်သာရှိတဲ့သောလူမျိုးအားမတက်မရလွန်းလွန်းကဲကဲမြောက်စားခြင်းလည်းမြည်တို့မှမဖြစ်သင့်ဟုဆိုသည်။၎င်းတို့၏လုံရသည့်နိုင်ငံတကာဥပဒေများအဖွဲ့အစည်းများပေါ်လေးစားသမှုမရှိသေးကိုပြသနေပြီးမင်းအောင်လိုင်းအားလည်းဆက်၍တပ်ဖြတ်ရန်တိုက်တွန်းသလိုဖြစ်သွားခဲ့သည်ဟုကျွန်တော်အနေဖြင့်ထင်မြင်မိသည်။ထို့အတွက်ကြောင့်လည်းမင်းအောင်လိုင်းသည်ပို၍ရဲတင်လာပြီးအပြစ်ရထားသည့်လူသိရှင်ကြားကြေညာထားတော်လဲပြောင်ပြောင်တင်းနေမင်းချိုးပေါက်ရဲလာခြင်းလည်းဖြစ်သည်။ ။စစ်မြေပြေရှင်၎င်း၏သစ္စာခံများကလည်းအပြစ်ရရေးဆိုသည်ကဆောင်ရွက်ပေါ်ရင်သာရှိသည်ကိုကောင်းစွာသိထားကြပြီဖြစ်သည်။ကုလသမဂ္ဂမှအကြိမ်မြေများမြည်၍ချုပ်ပေါက်ခဲ့သည်။အပြစ်မဲ့အရက်သားမိများတိတ်ဆုံးခဲ့ရပြီဆိုဒီကိုအတိအကျထုတ်ပြန်ထားတော့လေယခုအချိန်နှင့်မြေသူတဦးတယောက်ကမှပြစ်တင်ရှုတ်ချခြင်းမျိုးမရှိသေးပေ။အရခတမ်ရိုတရင်ထုတ်ပြန်ချက်တွင်မြင်းငလင်းကြီးအပီသုံးဘက်အတွင်ရခိုင်ပြည်နယ်တခုရဲတွင်ပုံအလုံးရေ၄၀၀ကျော်ကျဲချခဲ့သည်ဟုပါရှိလာသည်။ အဒီကအပြင်ကြောက်ပြူကြောက်တော်တောင်ကုတ်စစ်တွေပောက်တော်မြို့နယ်များအားတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်အလုံးကနိုင်ငံ내ပြည်သူများအတွက်ရှင်းလင်းနေကြခြင်းတွင်မင်းအွန်လိုင်းနှင့်အဖွဲ့ကတော့ business as usual သာဖြစ်နေသည်အပြည့်အကရက်စဲပြီးစည်ရေလှူရှာမှုများရက်တန်ကအရင်မြင့်များကိုလူသားချင်းစာနာကိုညီပေးရဘဦးတည်တဲ့တော့လေထို့သောဖြစ်မလားဟုလူအခွင့်ရေးဆိုင်ရာကုလရုံးမြန်မာအကြီးအကဲ James Rodriguez ဆိုသည် တနက်တစ်ချက်ပြည်တန်ကြာရုံများနဲ့ဘုံကျဲတိုက်ခိုက်ရမည်ဆိုသည့်အပြစ်ခက်ရစဲမျိုးလောက်လည်းမေကွန်ထုတ်လိုက်သည်သို့သောကုညီကယ်ဆယ်ရေးလုပ်ငန်းများတွင်တိတိတတ်တာပြောက်ကွယ်နေကြတော့လေရုရှား၏ဒုတိယကမ္ဘာစစ်အောင်ပွဲရအထိမ်းမှတ်တွင်ပါဝင်ဆင်နွေရန်လက်ရွေးစင်ရွေးထုတ်လေ့ကျင့်ထားသောတပ်ဖွဲ့တစ်ဖွဲ့အားမော်စကိုသို့ဆေးလွှတ်လိုက်ပြီးဖြစ်သည်လက်ရှိတွင်သောစစ်ဗိုလ်ချုပ်များသည်တသက်နှစ်တကူခံစားခဲ့ရမှုခြင်းမရှိသည့်အကြောက်တရားများသည့်၎င်းတို့သွေးထဲတွင်၄နှစ်လုံးစီစဉ်လေပတ်နေပြီးဖြစ်သည် တစ်ချိန်မဟုတ်တစ်ချိန်တော်လှန်ရေးအဖွဲ့များအချင်းချင်းစူးစိညင်ညွတ်ပြီးစစ်မျက်နှာစုံဖွင့်တိုက်ခိုင်းလာရင်တင်နဂါဗျူဟာရင်ဆရာတဆူဖြစ်သည့်စွန်စုပင်၎င်းတို့အားကဲမနိုင်တော်မီမဟုတ်ဆိုသည်ကိုလည်းတိထားကြ၍ဖြစ်သည်ပြည်သူတို့၏တော်လှန်စစ်မဟုတ်ချအောင်ရမည်